ရွှေတိုင်းပိုင်ရှင်တွေရဲ့တကယ်အဓိက business ကရွှေရောင်းတာတခုရဲ့ဟုတ်ရလားဆိုတော့မေးကွန်းတရားဖြစ်เสียဖြစ်တယ်တစ်ချက်နှစ်ချက်ကရွှေဆိုင်ပိုင်ရှင်တွေတော်တော်များများအခုလက်ရှိတက်လာတဲ့ရွှေတိုင်းပိုင်ရှင်တွေအများစုက license ရပြီ license ယူပြီလားပြီးတော့ပြောင်းစုအစိုးရဘက်က license ယူပြီလားတရုတ်တွင်ဝန်ကြီးဌာနပေါ့နော်တရုတ်တဘတဝတဲ့သရပေါ့တရုတ်တွင်ဝန်ကြီးဌာနတထုတထုတထုတွင်လုပ်ငန်းပေါ့တော့သူကဌာနဆိုင်ရွှေ license ယူပြီလားတက်တဲ့သူတွေကတော့အဲ့လိုမေးကြည့်နေတာပြီးတော့ တနိုင်ငံလုံးကိုကိုစားပြုပြီးတက်လာတဲ့လူက300 400လို့ပဲချန်ပီယံတွေ့ရလူ300လောက်ပတ်လည်လောက်ရှိရလို့ချန်ပီယံပြောတယ်မြန်မာနိုင်ငံမှာရွှေဆိုင်တွေမှုလို့ပေါ့တနိုင်ငံလုံးမှာရွှေဆိုင်ကစာသင်ကျောင်းထက်များတယ်လို့တော့ပြောလို့ရအောင်ဖြစ်နော်ရွှေရွှေဆိုင်စာစာသင်ကျောင်းထက်တော့များတယ်လို့ပြောလို့ရအောင်ဖြစ်နေရွှေဆိုင်နော်ဟိုရွှေဆိုင်အဲ့လိုပြောလို့ရအောင်ပြီးတော့ခင်ဗျရွာတိုင်းရွာတိုင်းမှာရွှေဆိုင်အဲ့ဆိုဒေသမြို့တိုင်းမြို့တိုင်းမှာရွှေဆိုင်ရှိတယ်တမြို့တွေမှာရွှေဆိုင်တစ်ဆိုင်မှာကရှိတယ်ဆိုတော့အဲ့လိုဖြစ်နေရန်ကုန်မှာဆိုရွှေဆိုင်မှုလို့ပေါ့ ပြိုင်ဆိုင်နေရောင်းကြတယ်ရွှေစားရလို့ပြိုင်ဆိုင်ရောင်းကြတယ်ဆိုတော့ရွှေဆိုင်ကတားကိုတခါလေဟိုလက်ဖက်ဆိုင်ထဲမပေါ်တယ်ပေါ့ခုနကပြောရွှေဆိုင်လက်ဖက်ဆိုင်ထဲပေါ်တယ်လို့တော့ဖြစ်တယ်နော်ကျွန်တော်ရွှေဆိုင်ကဂျာနဲ့ရောင်းဆိုင်ထဲပေါ်တယ်လို့တော့ဖြစ်တယ်ရွှေဆိုင်စားအုပ်စားပေးရောင်းဆိုင်ထဲပေါ်တယ်လို့တော့ဖြစ်တယ်ဒါသဘောတူပါဘောနော်အဲ့တော့ရွှေနဲ့စားအုပ်စားပေးကဘယ်ကပိုတမှုကြီးလဲတော့ကျွန်တော်မသိပါဘူးခဲတော့ရွှေကတမှုကြီးလို့ပြောရင်ပြောလိမ့်မယ်ကျွန်တော်တော့စားအုပ်စားပေးတမှုကြီးလို့ကျွန်တော်ပြောချင်တယ်နော်ဘာလို့ဆိုတော့အုံနောက်တွေဟုတ်ရနော်ဆိုတော့အဲ့လိုပေါ်ပြီးတော့လာတက်တဲ့လူက300ပဲရှိတယ်လို့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါဆိုရင် ဒါဆိုရင်တနိုင်ငံလုံးထိချုပ်လို့ဒီလူ300လောက်ပဲလားဆိုမေးအောင်ဖြစ်တယ်နောက်တစ်ခုကရွှေလိုင်းစင်ရွှေလိုင်းစင်တို့လေလောက်ပြီးကြပြီလားမလောက်ရသေးဘူးလားဘယ်တော့ထိလောက်ထားလဲဆိုမေးကိုကျွန်တော်တစ်ခေါက်ပြောဦးတယ်နော်တနိုင်ငံလုံးမှာရွှေဆိုင်နေနဲ့ပတ်သက်ပြီးတော့နော်ရွှေဆိုင်နေနဲ့ပတ်သက်ပြီးတနိုင်ငံလုံးမှာကျွန်တော်ပြီးခဲ့တဲ့ခေါက်တေးချောက်ပြောတယ်300နဲ့60ခုနှစ်ဆိုင်ပဲကျွန်တော်ရွှေနဲ့ပတ်သက်လို့ရှိတယ်လို့သိရတယ် sorry 358နော်ပြီးခဲ့တဲ့6 6လပိုင်း9ရက်နေ့ထိနောက်ဆုံးသိထားတာက ရွှေဆိုင်ပေါင်းရွှေဆိုင်ရဟောပါလေ358ဆိုင်ပဲရတယ်လို့ပြောလို့ရတယ်358ဆောင်ပဲပြန်ထုတ်ထားပေးရဆိုလीအဲ့မှာဆိုတော့တနင်္ဂနွေလုံးထုတ်ပေးတာကရွှေဆိုင်ရဟို1900ကျော်ရှိတယ်1900ကျော်ရှိတယ်ရွှေဆိုင်တနင်္ဂနွေလုံးထုတ်ပေးတာ1900ကျော်ရှိတယ်အဲ1900 1800ပေါ့1800ကျော်ရှိတယ်1800ကျော်ရှိတယ်အဲ့ဒီထက်ကနေပြန်ပြီးတော့တင်တာက1500လောက်ပဲရှိတယ်300လောက်ကပျောက်နေတယ်ပြန်မတင်ရဘူးချက်တော့ထုတ်တယ်ပြီးတော့ရွှေဟွာက လက်ရှိလက်မှတ်ရရှိထားတာက358ဆောင်ပဲရှိသေးတယ်အဲ့ဒါ9ရက်6လ2025အထိအဲ့ဒါနောက်ဆုံးစီးအဲ့ဒီရဲ့ဒီဘက်နောက်ပိုင်းစီးရင်တော့ကျွန်တော်တို့မရသေးဘူးတို့လည်းမထုတ်ပြအောင်တို့လည်းမပြောဘူးမီဒီယာမှာလည်းပေးမသိဘူးအဲ့တော့မီဒီယာတွေနဲ့လည်းရွှေအသင်းရလူတွေကတောင်းရှိသူတွေကထိတွေ့မှုသိမလို့ဘူးကြည့်ရတာမီဒီယာတွေကအမှန်တိုင်းသိတော့မှကြောက်တာလားတော့ကျွန်တော်မသိဘူးအမှန်တိုင်းဖြေရမှာကြောက်တာလားဒါမှမဟုတ်တို့ကိုယ်တိုင်ကပဲမယုံမသားတွေလုံနေလို့မီဒီယာကိုမတွေ့ရတယ်လားတော့ကျွန်တော်မသိဘူးအဲ့တော့မီဒီယာတွေနဲ့တို့တေချာကြကြနာရှင်းနေတာမလို့ဘူးလုံလည်းမလို့ကျွန်တော်ရှယ်မီဒီယာတွေသွားတာတော့မီဒီယာတွေသွားတာတော့ပြန်လွတ်တယ် အဲဒါသဘောသဘောပါဆိုတော့ပွင့်လင်းတာပေါ့ရပွင့်ဝင်လဲနားထောင်ခိုင်းလိုက်ရတာပဲညီချင်း foreign media တွေခေါ်ပြီးနားထောင်ခိုင်းနေပြီပဲနော်တိုင်းသားလက်နက်ကိုင်နဲ့ဆွနေတဲ့ညီချင်း foreign နားထောင်ခိုင်းနေပြီပဲရွှေသိန်းဆိုတာဘာဟုတ်တာမဟုတ်ဘူးဟုတ်လားဆိုတော့ရှင်းရှင်းဒါပေမဲ့တို့တကားပိတ်ဆွနေတယ်ကျေအထက်မှာတို့ချင်းချင်းနားဆက်ကောက်ကိုမချင်းတဲ့ချက်တွေမျိုးပြောကြမလို့လားတော့ကျွန်တော်မသိဘူးနော်ပြောကြပါပြီးတော့နားဆက်ကတတ်မှတ်တဲ့ရွှေနဲ့ပတ်သက်တဲ့လုံးလုံးလုံးလေးမှားနေသလားဆိုတော့မိကုံတို့ဝေဖန်ချမလို့လားတော့မသိဘူးနောက်တစ်ခုကနတ်ဆာကခဏခဏကောဆက်တာကိုဝေဖန်ချဖို့လားတော့ကျွန်တော်မသိဘူးဘလို့ဖြစ်တေချာလာကတော့ ေကြတာကတော့ဒီအုပ်စုတွေကထိုင်ပြီးတော့ဆွေးနွေးကြမယ်ဆွေးနွေးပြီးတာ ਨੇ ဒီသူတို့ကိုတတ်မှတ်ထားတဲ့ credit တတ်မှတ်ထားတဲ့လုံလုံကြီးဖြေလျှော့ဖို့ကိစ္စကိုပြောလိုက်မယ်သူတို့တင်းကျပ်ပါလို့မပြောဘူးဖြေလျှော့ပါလို့ပြောလိုက်မယ်ဘာဖြေလျှော့ခိုင်းလို့ဆိုတော့အခွန်ကိစ္စတွေဖြေလျှော့ခိုင်းမယ်သူတို့ရွှေနဲ့ပတ်သက်ရင်လီပါကားသမားတွေလို့ထားအောင်သူတို့ခေါ်မစစ်ပါနဲ့အာသူတို့ခေါ်မိတာသူတို့နေကျပ်ပါတယ်ဗျဒါပဲလို့ပါအဲ့ကောရွှေနဲ့ပတ်သက်ရင်ကတည်းကအတိုင်းပဲဟိုမှာဟိုအမေရိကနဲ့အမေရိကဟိုအီရန်နဲ့အီရန်နဲ့အစ္စရေးချတော့မလားလို့ဟိုကအတန်ပြုံးရှိသေးတယ်ဟိုမှာချောင်းဆိုးကိုရှိသေးတယ်ဒီမှာနာစီဟိုမှာနာစီကိုရှိသေးတယ်ဒီမှာဒီမှာဖျားနေပြီ အဲ့လိုဖြစ်မယ်ရွှေစရာအဲ့လိုခုံးတတ်တော့ချက်ချင်းတက်တာကဘာမှာအဲ့လိုဖြစ်တာရင်းနှီးဈေးမတရားကိုရွှေရရင်ပြတ်တက်တာဆိုဒီလိုမျိုးဆိုတော့ရွှေနဲ့ပတ်သက်ဈေးကအလိုလိုတက်တယ်ပြီးရင်ရောတဲ့လက်ခဆိုရင်တာမန်ပြည်သူလူတို့ဘုံမှာလိန်လဲပြီးရောင်းချရောင်းချဖို့ကြိုးစားတယ်ရောတဲ့လက်ခဆိုလိန်လဲရောင်းချတော့ရွှေတိုင်းတွေကဘာလို့လဲဖောက်ချတွေမှာဆင်းအမှန်မရဘူးပြီးရွှေကိုလည်းကျွန်တော်တို့ကရွှေစစ်ပါတယ်လို့ဘာနဲ့တိုင်းရမှလည်းမသိဘူးကျွန်တော်တို့ပြည်သူလူကရွှေကတကယ်ကိုရွှေသူ့ရဲ့အရေးသေးပြပါကဘာနဲ့ဆက်မှကျွန်တော်တို့မသိဘူးပြည်သူလူဆိုရွှေဆိုတော့ဝယ်တယ်ဝယ်ပြီးရင်ပြီးတော့ ဒါအဲ့ဆိုပြီးတော့အဲ့ရွှေတဲ့ရွှေကိုနောက်တနည်းသွားရအောင်ဒုက္ခတွေရောက်ကြတယ်ခင်ဗျားတို့မမိကြအောင်မမိကြအောင်သူ့ရဲ့တစ်တော်မှာတင်ထားတယ်ဇွဲထက်ကနေဝယ်တယ်လို့သူရေးသူပြောထားတယ်ဇွဲထက်နေဝယ်တယ်တဲ့ဇွဲထက်တော့ပြန်အောင်လားမယူလို့တခြားနေသွားအောင်လားရှုံးတယ်တဲ့ဝယ်ပြီးရွှေရပြီးရှုံးသွားတယ်ရွှေသေးတက်ပါရင်လည်းရှုံးနေတာအဲ့လိုဖြစ်တယ်ဆိုတော့ရွှေတိုင်းပိုင်းရွှေတိုင်းတွေတော်တော်များဘာဖြစ်လို့ A ရရောင်းတဲ့ B ကဘာလို့မဝယ်ရလဲတော်တော်မဝယ်ကြဘူးဗျာအဲ့တော့ A ရရောင်းတဲ့အောင် A ကပြန်ဝယ်ရင်တော့ခက်ကလာပေါင်းစည်းရဆိုရင်အမြန်ဆုံးထွက်ရင်ထွက်ရမယ်ဆိုတာမထွက်ဘဲနဲ့ပိုတော်ရှုံးနေတယ်ဆိုတဲ့ဟာလေအဲ့ဒါဘာကြောင့်ဖြစ်တာလဲ ဆိုတော့ပေါ့နေပြိုင်လူလူကိုရော့မင်းရွှေခဏယူတာလာပေးငါပတ်စံဆိုပြီးတော့ဒီလုတ်ပြီးတော့သူပတ်စံနဲ့လှည့်ပြီးခြားတော့ရွှေတိုင်းပိုင်းရှင်နေအကြီးကျယ်ချမ်းသာလာတယ်ကြီးကျယ်ချမ်းသာလာတယ်နော်နေချင်းညာချင်းချမ်းသာလာတယ်ဟို management skill ကောင်းလို့လားဟိုအရန်တော်လုံးလို့လားတော့မဟုတ်ဘာတွေလုပ်ထားလို့လဲဆိုမိကုန်းနေဖြစ်တယ်အဲ့တော့ရွှေတိုင်းပိုင်းရှင်နေရဲ့နောက်ကွယ်ဇလန်းနေရာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါကြောင့်ရွှေတိုင်းပိုင်းရှင်နေဒီနေ့ဆွေးနွေးကြရတဲ့ဆိုတာဒီကျွန်တော်အမြင်ပြောရရင်တော့ကျွန်တော်ပြောရရင်တော့ကွာပါပဲဟို နတ်ဆကရဲ့ဒီဖန်းတာစီရတယ်သူတို့နည်းဖန်းတာစီရတယ်သူတို့နည်းနဲ့အသိပြီးတော့အမ်ဘဝင်မတွေ့ဘူးဗျာဒါတို့သူပြောချင်တဲ့သဘောရှိလိမ့်မယ်လို့ကောက်ချက်ချတယ်နောက်တစ်ခုကလေပတ်ကားကိစ္စတွေကိုသူတို့သိပြောဖြစ်ချက်ပုံစံပြောလိမ့်မယ်နောက်တစ်ခုကတော့မရှိမလဲဆိုတော့အာရွှေဆိုင်နေမှတ်ပုံတင်တဲ့အခါမှာတတ်မှတ်ထားတဲ့စီမင်းစည်းကမ်းတွေဖြည့်လျှောက်ပြီးကိုပြောလိမ့်မယ်ဒါတွေကိုအဓိကဆွေးနွေးလိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချပါတယ်ဆိုအဲ့ဒီတော့ချက်ဆွေးနွေးလိမ့်မယ်အဲ့တော့ရွှေဖိုးတို့တွေဆိုတဲ့နေရာမှာဒီသုံးချက်ကလို့ကျွန်တော်တို့မှာဆွေးနွေးတတ်တဲ့အမည်မရှိဘူးနိုင်ငံတကာဈေးကိုရွှေမှာနိုင်ငံတကာတက်ရောက်ဖို့ပါညာလို့ပြောကြတာပဲပြောကြအောင်မယ်အကြီးကြီးတွေပြောနိုင်ငံတကာတက်ပြီးရွှေထွက်ရောက်ဖို့ပါညာပါ ကိုနိုင်ငံရွှေထွက်ရောင်းရတော့ကိုနိုင်ငံတကယ်ရောတကယ်ရောအဲ့ထွက်ရောင်းနေအဆင့်တန်းရှိနေလားဆိုတာအရွှေတိုင်းပိုင်ရှင်တွေကောင်းသိမှာပါကျွန်တော်ကလေ့လာကြည့်တယ်မြန်မာရွှေတွေဟိုဘက်ထွက်လို့ရတော့ဟိုဘက်နိုင်ငံတွေလက်ခံမဲ့ထင်လို့သူထင်တယ်သူလက်ခံမဲ့သူထင်တယ်မြန်မာရွှေတွေက quality မမျိုးမမီလားရည်သေးမမီလားဘယ်လိုလုပ်ပြီးတော့ခင်ဗျာသူကကြည့်ချင်ပါစဉ်းစားကြည့်တယ် quality မီအောင်လည်းမထုတ်ဘူးဆိုတော့မျိုးစုံပေါ့ဗျာဒါတွေစဉ်းစားရဖြစ်တယ်ပေါ့အာပြီးတော့အစိုးရတတ်မှတ်ချက် criteria ကိုပတ်တယ်အခုရွှေတိုင်းပိုင်ရှင်တွေအခွန်တရားမဆောင်ခင်ဗျားတို့တော့ဝယ်နေတဲ့ရွှေတိုင်းတော်တော်များအခွန်မဆောင်တာဘူး သူရွှေတိုင်းတော်ပြအခွန်မဆောင်တာဘူးအခွန်လေးလုံးဝမဆောင်တာဘူးအခွန်ရှောင်ထားကြတယ်တနေ့တနေ့သူရွှေဘယ်တော့ရောင်းရလဲဆိုမသိသေးချင်ဘူးလူမသိသေးချင်ဘူးအစိုးရမသိသေးချင်ဘူးအခုအစိုးရကပါလဲဆိုတော့နေ့စဉ်ရွှေရောင်းမယ်ဆိုရင်ကိုယ်ဆိုင်မှာရွှေဘယ်လောက်ရှိတယ်မှတ်ပုံတင်ခိုင်းတာတည်းမှာပါရနော်အစိုးရမဟုတ်နဲ့ကျွန်တော်အဲ့ဒီအစိုးရမဟုတ်နေတာကိုလက်ခံတယ်ထောက်ခံတယ်ဘာကြောင့်လဲဆိုတော့အဲ့ဒါမှာစနစ်ကျတဲ့ရောင်းချောင်မှုလို့ခေါ်တာတခုချဖို့လို့ပြီးလောက်တာကျွန်တော်မကြိုက်ဘူးဘယ်သူလည်းလို့မကြိုက်ဘူးပွန့်လို့ပြောရအောင်အဲ့တော့စနစ်ကျတဲ့ရွှေရောင်းမှုဖြစ်ဖို့တော့ဘာလို့ ਆ လဲဆိုတော့တနေ့တာမင်းရွှေရောင်းနိုင်တဲ့ပမာဏဘယ်လောက်လဲဘယ်လောက်လဲကြည့်လိုက် โอเคမင်းဒါမင်းရတက်တယ်ရောနော်အဲ့ဒါမင်းစင်းပေးစင်းပေးရတယ်ပေးရတယ်ဗောနော်ပေးရတယ်အပြီးလို့ရှိရင်အခွန်ခွန်ကိစ္စမင်းအခွန်ဘယ်လောက်ဆောင်ထားလဲပြဆိုရအခွန်ခွန်စင်းအခွန်လည်းတိချာမဆောင်တော့အဲ့တော့ဒီလိုမျိုးဟာတွေကိုကင်ထားခြင်းအပြင်ရွှေစစ်တက်မယ်ဆိုတာနဲ့ဒီကောင်တွေဘာလို့ရွှေရတယ်နောက်တစ်ခါပြည်သူလူလို့မင်းတကယ်ရောငါပွင့်လင်းမြင်သားလားမင်းဘာလို့ချာပွင့်လင်းပွင့်လင်းမြင်သားရောင်းလားအဲ့ဒါကြီးကစတိချာတော့ဘယ်ဆိုရတိချာမပြောလိမ့်အဲ့တော့ပြောချင်တာစားသုံးသူဖြစ်တဲ့တာမန်ပြည်သူလူလူကိုကာကွယ်တဲ့အနေနဲ့အစိုးရက ဒါကိုကြိုက်သွေးဖို့လုပ်ဒါပေမဲ့အဲ့ဒါကိုရွှေတိုင်းမရှင်တွေကသူတို့အဲ့လိုကြိုက်တာမကြိုက်ဘူးသူတို့ကသူတို့အဆက်မတန်ကြီးထွားတာကိုပဲလိုချင်တယ်အစိုးရမထိတွေ့ပဲနဲ့သူတို့ကကြီးထွားတာကိုလိုချင်တယ်အဲ့တော့ပြဿနာကသူတို့ကြီးထွားမှုတွေအကုန်လုံးပြည်သူလူထုကိုဓာတ်တလုံးချားနဲ့လှည့်ပြားမှုဥတည်ထားတာအများဆုံးတွေ့ရတယ်အဲ့တော့ကျွန်တော်ပွင့်လည်းပြောပါမယ်ခင်ဗျားပြည်သူလူထုတွေနဲ့အရန်ကိုဝယ်ခြင်းလို့ရှိရင်ရွှေဝယ်မယ်ဆိုရင်အတုံးဝယ်ဝယ်ဆိုပါခင်ဗျားတို့တွားပြီးအလှဆင်ထားတဲ့ရှောက်ဝယ်မနေနဲ့အတုံးဝယ်ဝယ်ဆိုပွင့်လည်းပြောတိုက်တွန်းတာအတုံးဝယ်ဝယ်ဆိုစုနိုင်ရင်တည်တည်လေးလည်းလောက်ဝယ်ပြီးတတုံးပြီးစုလိုက်ခင်ဗျားလက်ဝယ်ရတနာဆင်ဝတ်တာလား ဟိုတကွေးသားရပြီးတော်ပြီးတော့မွေးတင်တော့မွေးတင်တော့ရွှေတိုင်းတွေကိုရွှေကိုမွေးတင်တော့ခင်ဗျားတို့ဘာတော့ခင်ဗျားတို့ရှေ့ရငွေတွေကိုပြည်သူလူထုပဲကျင်တာခင်ဗျားတို့ရှေ့ရငွေတွေကိုရွှေတိုင်းတွေကနီးမျိုးစုံနဲ့လိမ့်ပြီးတော့ယူနေတယ်အဲ့ဒါကိုမေ့ရအောင်ကျွန်တော်ရွှေတိုင်းနဲ့ပတ်သက်ရင်တော့ကျွန်တော်ဒီတိုင်းပဲမြင်တယ်အဲ့ဒါနဲ့မြင်တယ်အဲ့တော့ပို့လို့ပြည့်ရွှေတိုင်းတွေတော်တော်များတရားမဝင်တရားမဝင်ဟောပါလေဟိုခုတ်ကူးချန်ပီယံချစ်ခုတ်ကူးရုပ်ရှင်ရုပ်ရှင်ဇာတ်ကားတွေမှာကြော်ညာရတော့ထည့်နေကြတယ်ရွှေတိုင်းပါရှင်တွေကလည်းတော့ထည့်နေကြတယ်အဲဆိုတရားမဝင်တွေကိုသူတို့ကိုယ်တိုင်အားပေးတယ် အဲ့သူတို့ကလည်းတရားမဝင်လို့အားပေးပြီးတော့တွားချွန်ချာထည့်ပြီးတော့သူတို့ကိုယ်တိုင်လည်းတချို့ကိစ္စတွေကဝင်လည်ပြောရင်တော့ဟိုလူမှုဘုံမှာယူသားမှုတိတ်မရှိကြဘူးရှိုးတယ်အဲ့တော့ကျွန်တော်တို့ရွှေသားရည်နဲ့ပတ်သက်တိတ်တရားရှိဒါကြောင့်ကျွန်တော်ဒီနေ့ချုပ်ချက်တိုင်းတော်ကိုတွားလို့လို့တာတွားကြည့်တွားနားထောင်တွားရရင်နားထောင်မရလည်းပြန်လာခဲ့ဘာမှပြန်တွားသူလို့တာအဲ့တော့ပြန်လာခဲ့ရတယ်ထင်တဲ့တိုင်းကျွန်တော်ကတွတ်ထားရတာဒီလူတွေကျွန်တော်တို့ကိုဝင်ခွင့်ပေးပြီးတော့နားထောင်ခိုင်းရတဲ့တတ်တီတို့မှမရှိဘူးဒါကြောင့်လို့ဆိုရင်ယူသားမှုကိုအခြေခံမထားဘူးလို့ကျွန်တော်ကောက်ချက်ချလို့ ဒါပုံပုံလေးပြောတာပုံပုံလေးမြဲတော့ရွှေတိုင်းပိုင်ရှင်တွေရွှေလုပ်ငန်းရှင်တွေဖန်ခံရတဲ့ခေါ်ခံစစ်ခံရတယ်ဆိုရင်ကျွန်တော်တို့ပုံလေးပြောတာဟိုဘလို့မဝမ်းနေပေးတဲ့အကြောင်းမရှိဘူးဘာဘာမဝမ်းနေပေးတဲ့အကြောင်းမရှိဘာကြောင့်လဲဆိုတော့ခေါ်ပြီးမင်းနေလူတွေလည်းအလကားမင်းနေတာမဟုတ်ဘူးသူတို့လည်းချို့ရတယ်တိလို့မင်းနေတာတိလို့မင်းနေကျွန်တော်မြင်တယ်အဲ့ဒါကျွန်တော်ပုံလေးပြောရင်ဝမ်းနေပေးတဲ့အကြောင်းမရှိဘူးဒီလူတွေပုံပုံလေးမမှန်ကန်ယူတာမလုပ်ကြမှာတော့ပုံပုံလေးပြောရင်တော့ဝမ်းနေပေးတဲ့အကြောင်းမရှိဘူးနိုင်ငံတော်နဲ့ပြည်သူလူထုပေါ်မှာဟို မှန်မှန်ကန်မလုပ်ဘူးဆိုရင်တော့ဒါတနည်းရရှိတဲ့အကောင်တွေအလုပ်တွေလို့ကျွန်တော်မြင်တယ်အဲ့တော့ပုံလည်းပြောရတော့ဒီလူတွေဘာဆက်လုပ်မလဲကြောက်ကြည့်ကြတာပေါ့ဗျဒီလူတွေကဒါဒီနေ့ရွှေကနေပတ်သက်ပြီးဆွေးနွေးကြရတယ်လို့ချမ်းမြေ့တည်ရတယ်ဒါပေမဲ့ကျွန်တော်အမြင်ကတော့ပုံလည်းပြောရတော့စုပြီးတော့နတ်ဆကရဲ့ဟိုဟာဟိုလုံထုံးလုံးတွေလောက်ကင်မှုတွေအကုန်လုံးဖြေလျှော့ပေးဖို့တွေဘာဖြစ်ဖို့ညာဖြစ်ဖို့တွေဒါရင်းပဲပြောမှာပဲဟိုပုံလည်းပြောရတော့ဘသူကမှအနာဆကလုံလုံထောင်သွားတယ်ကျွန်တော်ထောက်ခံပါတယ်ကြိုးစိုးပါတယ်ကောင်းပါတယ်လို့ပြောမယ်ကောင်တဲအောင်မပါဘူးဘာလို့လဲဆိုတော့သူတို့ကိုကြက်ထားတယ်လို့သူတို့ခံစားနေရတာအဲ့ခံစားမှုဟိုမှာ မပြောတော့မဖြစ်နေကြအဲ့တော့ရွှေလောကသားအပေါင်းတို့ကလည်းကျွန်တော်မြင်တဲ့ကအမြင်ကတ်ချင်လည်းကတ်ကြပါဗျာကျွန်တော်ဘုံဝင်လင်းပြောတာပါခင်ဗျားတို့လည်းယူဇာမှန်ကန်လို့ကြောက်တိုက်တွန်းခြင်းယူဇာမှန်ကန်လို့ကြောက်တိုက်တွန်းခြင်းနဲ့ပြည်သူလူထုဘောမယိုးမသားနဲ့ရှာထားတဲ့ပတ်စံနေနဲ့ခင်ဗျားတို့ခင်ဗျားတို့ခါတို့မှာတိုက်ကြည့်အလုံးတရာပြန်လူလူဖုံးချောင်းအလုံးတလောင်းတတောင်းပြန်ဆောက်လူလူကြိုက်တော့လူခင်ဗျားတို့လူပါလေအကုန်လုံးကရှင်းရှင်းပြောရမယ်ပြင်းပြောရမယ်ဆိုရင်တော့တိုက်တာခင်ဗျားတို့လည်းလူပြည်သူလူထုရှက်ချွေးနေတာကိုခင်ဗျားတို့ပေးချာမှန်မှန်ကန်ယူမထားဘူးဆိုရင်အဲ့ဒီဟာတွေအကုန်လုံးက နောက်တစ်ချိန်မှာအကုသိုလ်ပြဖြစ်လိမ့်မယ်။မမေ့ကြဘူးပြောချင်တာ။ကျွန်တော်ဘုရားဘာသာဝင်နေဆိုရင်တော့အကုသိုလ်နဲ့ကုသိုလ်ခွဲမြေတတ်ကြလိမ့်မယ်။